Hello အားလုံးပဲမင်္ဂလာပါရှင်။ ဒီလေကျွားကမြန်မာနိုင်ငံမှာ passport အမျိုးအစားဘယ်နှမျိုးရှိတယ်ကျွားတို့အခုတလောအရန်ခစ်စားနေတယ် PJ ကနေ PP ဘယ်လိုပြောင်းလို့ရလဲဆိုတဲ့ဟာလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးရဲ့အဆုံးမှာတော့ online appointment ရှောင်းနီးလေးပါကျွားပြောပြပေးသွားမှာဖြစ်ပါတယ်ရှင် passport က passport ဆိုတာကတော့ကျွန်တော်အင်္ဂလိပ်လိုပြောတာဖြစ်ပြီးတော့မြန်မာလိုဘာသာပြန်မယ်ဆိုရင်တော့နိုင်ငံကူးလက်မှတ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ပေါ့ကျွားတို့မြန်မာနိုင်ငံမှာ passport အမျိုးအစားကအလုံးကိုမျိုးရှိပါတယ်အဲ့တော့ကျွားအလို့မရတဲ့ကျွန်တော် ည့်ပြီးပြောပြလိုက်ပါမယ်နော်အဲ့တော့ passport for visit ဆိုတဲ့ PV မျိုးလေးပတ်သွားတဲ့အခါမှာတုံးတဲ့ဟာပေါ့နော်အလယ်ပတ် passport ပေါ့နော် passport for seaman PSG မယ်ဒါကတော့ကျွန်တော်တို့လည်းမဆိုင်ဘူးတင်မောသားတွေအတွက်လုပ်ထားတဲ့ passport ပေါ့နော်နောက်ပြီးရင် passport for business PB ရှိမယ်ကျွန်တော်တို့အာဒီ business လုပ်တဲ့လူတွေ เนาะสีบัวยีหลุดได้ลูกนี่ด้วยไกลเน่พาสปอร์ตเนาะพาสปอร์ต for education PE ใช่มั้ยจารย์ปัญญาเราตินตัวได้ปะเนาะจารย์อภูဆိုရင် PE แล้วเปียงออกมาเลยปะเนาะเออพาสปอร์ต for job ဆိုတော့ PJ အမျိုးသားကနိုင်ငံသားမှာအလုပ်ပါလုပ်မဲ့သူတွေအထူးသဖြင့် Korea EPS စနစ်နဲ့သွားပြီးစာမိုးပဲဖြစ်ပြီးတော့ဟိုနိုင်ငံမှာအလုပ်သွားလုပ်မဲ့သူတွေနောက် Japan တို့ Thailand တို့ Malay နော် Singapore စသဖြင့်အဲ့လိုနိုင်ငံတွေမှာအလုပ်လုပ်ဖို့အတွက်ကျွန်တော်တို့နိုင်ငံတွေထွက်ခွာတဲ့အခါမှာကန်ဆောင်ရတဲ့ passport ကတော့ PJ ဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဘာသာရေး passport ပေါ့နော် passport for religions ပေါ့ PR ပေါ့နော်။နောက် Miko Passport ဆိုပြီးရှိပါတယ်။ Passport for Dependent ဆိုပြီးတော့ PT ဆိုပြီးရှိတယ်။အဲနောက်တစ်ခုကကျတော့ Tatman Passport ပေါ့နော်။ Passport for Diplomatic လို့ပြောပါတယ် PD ပါရှင်။နောက်ပြီးတော့နံပါတ်6ကတော့ A True Passport ဆိုတော့ Passport for Official ဆိုပြီးတော့ Passport အမျိုးအစား၉မျိုးရှိပါတယ်။အဲတော့ဒီ Passport ၉မျိုးထဲမှာမှာကျွန်တော်တို့အခုလူငယ်တွေချားမှာ အာနာမည်ကြီးပေါ့နော်အကိုင်အများဆုံးဖြစ်တဲ့ passport ကတော့၃မျိုးပေါ့နော်အဲ့ဒါတွေကတော့ကျွန်တော်တို့ eleven passport ဖြစ်တဲ့ PV ရဲ့နောက် allo passport ဖြစ်တဲ့ PJ ရဲ့ညတော်နဲ့သွားမဲ့သူတွေအတွက်ခိုင်ဆောင်တဲ့ PE ဆိုတဲ့ passport အမျိုးအစား၃မျိုးဖြစ်ပါတယ်ရှင်အဲ့ဒီထဲမှာမှကျွန်တော်တို့ကအခု PJ ကနေ PB ကိုပြောင်းနေဆိုတော့အဆင့်လေးကိုပြပြပြတော့မှဖြစ်ပါတယ်ကျွန်တော်ကဘာလို့ဒီအရလေးကိုပြပြပြလဲဆိုတော့ကျွန်တော်ကိုယ်တိုင်လက်တွေ့တွားပြီးတော့ပြောင်းထားတဲ့အတွက်ဒါကျွန်တော်ရဲ့အတွေ့အကြုံလေးကိုပြန်ပြီး sharing လုပ်ပြခြင်းနဲ့ဖြစ်ပါတယ်ရှင်ကျွန်တော်ဒီမှာနိုင်ငံမှာပေါ့နော် passport အစ်စ်ပဲရှောင်းရှောင်းတသမ်းနဲ့တူတူ passport အမျိုးအစားပဲပြောင်းပြောင်းကျွန်တော်က online ကနေ booking ယူရပါတယ်ရှင် online booking ယူတဲ့အခါမှာအာတချို့ကပြောတယ်အွန်လိုင်းဘွတ်ကင်ယူရတာခက်တယ်ဘာညာပေါ့အဲ့တော့ကြွားလည်းရင်တထိတ်ထိတ်နဲ့ ် online booking ရှောင်ကြည့်လိုက်တဲ့အခါမှာကျမပဲကံကောင်းတာလားဘယ်လိုဖြစ်တာလဲတော့မသိဘူးကျမ22ရက်နေ့ညနေပိုင်းပေါ့နော်ညနေပိုင်း3:00နာရီလောက်မှာကျမ online booking ပေါ့နော်ကျမတင်လိုက်တယ် booking ticket က 23ရက်နေ့မနေ့7နာရီနေ့10နာရီအတွင်းမှာကျွန်တော် booking ထည့်ရပါတယ်။ဆိုတော့ချက်ချင်းရတာပေါ့ဒီလျှောက်မလက်ခံရပါတော့เนาะ။ကျွန်တော်သွားပြီးတော့လုပ်ခဲ့ပါတယ်။ passport က PJ မျိုးစားဖြစ်တယ်ပေါ့เนาะ။အဲ့ဒီ PJ စာအုပ်ကိုကင်ပြီးတော့ကျွန်တော်ဘယ်မှလည်းမသွားရဘူး။ဘာမှလည်းမလုပ်ရဘူး။အဲ့လိုဖြစ်သွားတယ်ပေါ့เนาะ။ဟိုမူလတက်ဟာတော့ကျွန်တော်တိုင်နေကြ PD ကိုပဲပြန်ပြီးပြောင်းထားတယ်ပေါ့เนาะ။ဆိုတော့ပြန်ပြောင်းတဲ့အခါမှာနိုင်ငံခြားကိုထွက်ခွာမယ်။လေရင်လက်မှတ်မပြနိုင်တဲ့အတွက်ကျွန်တော်ကသက်တမ်းတစ်နှစ်ပဲရမယ်။ အဲ့ဒီတစ်နှစ်ပြည့်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ကတတန်းထပ်တိုးလို့ရတယ်ဗောနော်တတန်းထပ်တိုးတဲ့အခါမှာဆိုရင်တော့၅နှစ်တတန်းရမယ်လို့ပြောပါတယ်ရှင်အော်တကယ်လို့ကိုကနိုင်ငံเจ้าကိုသွားဖို့အတွက်လေရင်လက်မှတ်ဝယ်ထားတယ်ဆိုလို့ရှိရင်တော့အဲ့ဒီလေရင်လက်မှတ်နဲ့ပြပြီးတော့ PJ ကနေ PV ကိုပြောင်းမယ်ဆိုရင်တော့အဲ့ဒီ PV passport စာအုပ်ကတတန်းမှာနဲ့ရမှာဖြစ်ပါတယ် အဲ့တော့ဒီနေ့ကျွန်းသွားတဲ့အခါမှာဘာလို့ယူသွားလဲဆိုတာလေးကိုပြပြပေးတော့မှဖြစ်ပါလေရှင်။အိမ်အောင်စုစည်ရင်းမူရင်အမပုံတင်မူရင်တို့ရှင် passport passport စာအုပ်အဟောင်းပေါ့နော် PJ ပေါ့နော်ကျွန်တော်က PJ မျိုးစကိုက်တာဆို PJ passport စာအုပ်ရဲ့ smart card မှာကျွန်တော် smart card အကြီးကိုယူသွားတာတော့ပို့ပြီးတော့ safe ဖြစ်တယ်လို့ထင်ပါတယ်။ဒါဆိုတော့ तू က original ယူလာရင်လို့ပြောတာဖြစ်တဲ့အတွက်ကြောင့်လို့ပါနော်။ အကြီးကြီးကိုရုပ်ကတာလို့ဆိုလို့ကျွန်တော်ပိတ်ထားလိုက်တယ်နော်။ resume ကအကြီးကြီးကိုဒီလိုအကြီးကြီးကိုကျွန်တော်ယူသွားတယ်ပေါ့နော်။ဖောင်ဝါချက်တော့လေကိုရေးရဆိုရင်အကျင်းဖောင်တစ်ချက်ဝယ်ရမယ်။အဲ့ဒီဖောင်ဝါချက်တော့ကျွန်တော်အတွင်းထဲရောက်မှဝယ်လို့ရတယ်ရှင်။ပြီးတော့အဲ့ size မှာဖောင်ဖြည့်ပေါ့ size က2000ပဲပေးရတယ်။ဖြည့်တဲ့အခါမှာမိဘနဲ့လည်းကိုရေးအိမ်အောင်စင်းတဲ့ဟာကိုကူပြေးတာအကောင်းဆုံးပဲရှင်။အိမ်အောင်စင်းကိုချပြီးတော့ ကူရေးပေါ့နော်အဲ့ဒါကိုကောင်းတယ်အဲ့ဒါဆိုမမားတော့ဘူးသူတို့ပြန်တိုက်ဆင်အင်အောင်စင်းနဲ့ပဲပြန်တိုက်ဆစ်တာပေါ့နော်မိတ္တူကိုတော့ကြွားကယုံနေရောက်မှာပဲကူလိုက်တယ်ပေါ့နော်အပြင်မှာကြွားကိုကူသွားလို့ရှင်ဆိုတော့စနစ်တရားပြောင်းနေတဲ့အတွက်ကြောင့်ဘလို့ကြွားလဲမတိတော့အပြင်မှာကြိုပြီးတော့မပြသွားတော့ဘူးပေါ့နော်ယုံနေရောက်သွားမှာလိုတဲ့အရေးအတွက်တိုင်းပဲသူတို့ကူပေးတယ်ပေါ့နော် online ကနေကျွန်တော် online booking ပေါ့ online booking တင်ထားတဲ့ဆိုင်ရွက် ထုတ်သွားရတယ်။ဘုကင်တင်တဲ့အခါမှာလည်းဒေချာနံပါတ်တွေကိုဒေချာလေးပြန်စစ်ပါ။ဟိုပြန်စစ်ပါဆိုတာကပြန်စစ်သွားရင်တော့အလုတ်ပြီးမြင်တာပေါ့နော်။တကယ်လို့မှားသွားတယ်ဆိုလို့ရှိရင်တော့စိတ်ကူကြမလို့အဲ့ထက်မှပြန်ပြီးတော့ပြင်ပေးတယ်။ information ကောင်းမှတော့ပြီးတော့အဲ့ဒါတော့ပြင်လို့ရပါလိမ့်ရှင်။ ပုံဝင်ခြင်းမှာအဲ့ online booking service ကိုပြရမှာဖြစ်ပါတယ်။ channel site ဆန္ဒမှာမပြစရမလိုပါဘူး။ online booking service ကိုပြလိုက်တဲ့ခင်မှာတို့က scan ဖတ်ကြည့်တယ်ပေါ့။ကိုယ်မှာ QR code လေးပါတယ်တွဲအဲ့ဒီ QR ကိုတို့တို့ scan ဖတ်ကြည့်တယ်။ဖတ်ကြည့်ပြီးတို့နာမည်တွေပါတယ်နာမည်တိုက်တယ်။တိုက်ပြီးသွားလို့ရှိရင်ဒီကလေးတို့ကစလုံးပေါင်းမှားနေတယ်ဆိုရင်အဲ့ဒီ information center ကိုလှုပ်ပြီးတော့အဲ့ဒီမှာသွားပြီးတော့ပြင်လို့ရပါတယ်။ site ဆန္ဒနေလဲကိုယ်မှာအားလုံးပြည့်စုံပြီ။ခုနကကျွန်တော်ပြောသွားတယ်မူရင်းနေ ဒါတွေအကုန်ပြည့်စုံပြီဆိုလို့ရှိရင်ကောင်တာနံပါတ်2နဲ့3ကကြတော့ကျွန်တော်တို့ PJ ကနေ PB ပြောင်းတာတို့ကျွန်တော်တို့ passport မျိုးစားပြောင်းတာပေါ့နော် passport မျိုးစားပြောင်းတာတို့နောက်ပြီးတော့လို့ရှိရင်သက်တမ်းတိုးတာတို့အဲ့လိုမျိုးသူတွေအတွက်လုပ်ထားတဲ့ကောင်တာဖြစ်ပါတယ်အဲ့တော့ကောင်တာနံပါတ်2နဲ့3မှာတော့ပြီးတော့တန်းစီပြီးတော့ကျွန်တော်တို့တင်ရမှာဖြစ်ပါတယ်အဲ့ကျွန်တော်တို့ကောင်တာတစ်ကိုတို့ပြန်လုပ်ပါတယ်ကောင်တာတစ်ကြလို့ရှိရင်ကိုကပြောရမယ် PJ ကနေ PB ပြောင်းခြင်းတာပါလို့ ပြောရအောင်မယ်။ကောင်းတာနံပါတ်1ကအပေါ်ထပ်ကိုလုပ်ပါတယ်။အဲ့တော့အပေါ်ထပ်အဲဘယ်ကိုသွားပေါ့။သူကအဲ့လိုသူညွှန်လိုက်ပါတယ်။ဝင်တွေးတဲ့အခါမှာလည်းသူကအထက်မှာပေါ်ယူပဲပြောတယ်။ဘာဖြစ်လို့ပြောင်းချင်တာလဲ။ပြောင်းချင်ရတဲ့အကြောင်းမျိုးကမမှန်ကန်ကန်လေးပြောပေးနိုင်ရပြီပေါ့နော်။တခုတော့သူတို့ဒီလိုပြောတယ်။တည်တည်ချာချာစဉ်းစားပြီးပြီလားလို့သူတို့ပြန်မေးပါတယ်။သူတို့ပြောတာတော့တစ်ချက်တော့မှန်တယ်။တည်တည်ချာချာစဉ်းစားပြီးပြီလားဆိုတာကကျွန်တော်တို့ကဒီလို PJ ကနေ PV ကိုပြောင်းတဲ့အခါမှာဒန်ကြီးဆောင်ပါတယ်။ ်ဘာလို့ဆိုတော့ PG စာအုပ်ကြီးကတသန်းနေကြံ့နေသေးတယ်ပေါ့နော်သက်ဆန့်ကုန်မှာဆိုလို့တော့တည်တည်ချာချာပြစဉ်းစားခိုင်းတယ်ပေါ့နော်တည်တည်ချာချာစဉ်းစားပြီးပြီလားဒီအကန်ကြီးစောင့်ပြီးသွားလဲအဲဒီစာအုပ်ရဲ့တသန်းကတစ်နှစ်ပဲရမှာအတကယ်လို့လင်းလက်မှတ်နဲ့လာမယ်ဆိုရင်တော့၅နှစ်ရမယ်လင်းလက်မှတ်နဲ့အပြင်မှာသွားပြီးပြင်ဆင်ပြီးတော့မှပြန်လာပြီးတော့တသန်းသုံးမလား တော့အဲ့လိုမျိုးတော့မေးပါတယ်ကျွန်တော်ကရတယ်တစ်နှစ်ဆိုလဲတစ်နှစ်ပဲကျွန်တော်ယူမယ်ဆိုပြီးတော့ကျွန်တော်တော့လောလောဆယ်တစ်နှစ်တစ်တန်းနဲ့ကျွန်တော်ယူလာလောက်လာခဲ့တယ်ပေါ့နော်နောက်ဒီနေ့တွေ့ခဲ့တယ်ဆိုရင်မိနှောက်ပေါ့နော်လူငယ်နှစ်ယောက်တွေ့ခဲ့တယ်သူတို့ကဘာလဲဆိုတော့သူတို့က PJ ကနေ PB လာပြောင်းတာဒါပေမဲ့သူတို့ကចောင်းတက်ဒီဇာနဲ့သူတို့ကနေနေမှာចောင်းတော့တက်ပါအဲအဲ့လိုចောင်းတော့တက်မှာဖြစ်တဲ့အတွက်ကြောင့်မို့သူတို့ကိုအဲ့ဒီကတောင်းဝန်ရှိသူကအကြံပေးနေတာတော့မင်းတို့ PE တန်းပြောင်းဆိုပြီးတော့အကြံပေးနေတာတွေ့ခဲ့ပါတယ် PE ပြောင်းတာကမင်းတို့ចောင်းသွားတက်ဖို့အတွက်အကောင်းဆုံးပဲ PV ဆိုရင် ကြောင်းတက်ဖို့အတွက်အဆင်မပြေဘူးပေါ့ဒီဘက်ဖို့ကအဆင်ပြေမှာမဟုတ်ဘူးလို့သူကအဲ့လိုအကြံပေးနေတာတွေ့ခဲ့တယ်ပေါ့နော်။အဲ့တော့ဒီမို့သူမျိုးပစံနေအလီလီလာလာကုန်လိမ့်မယ်ပေါ့နော်။ဆိုပြီးတော့အဲ့လိုအကြံပြန်စဉ်းစားအောင်ပြီးတော့မင်းမိဘတွေပါလာလဲဆိုရင်မိဘတွေနဲ့ပြန်တိုင်ပင်ဆိုပြီးတော့အဲ့လိုမျိုးပြောနေတာတွေ့ခဲ့ရတယ်ပေါ့နော်။ဆိုးတို့တော့ထင်းတယ်ပေါ့နော်။အဲ့လိုမျိုးလေးအကြံပေးတယ်ဆိုတော့ဒီနော်။တီတီရောတော့သူတို့လုံမပေးဘူးပေါ့နော်။အဲ့လိုတည်တည်ချာချာလေးသူတို့ဆွေးနွေးပေးတယ်။အဲ့ကျွန်တော်သိချင်တာလေးတစ်ခုမေးခဲ့တယ်။အဲ့ဒါကလည်းဆိုတော့ကျွန်တော်တို့ဒီ PJ ကနေ PV ကိုပြောင်းပြီးသွားတဲ့အခါမှာ မဖြစ်မနေဒီတစ်နှစ်ကျွန်မတတန်းရပါပြီဒီတစ်နှစ်တွင်မှကျွန်မမဖြစ်မနေနိုင်ငံခြားခီးတွားကိုအသွားပြရမှာလားဆိုတော့သူကမသွားလဲရပါတယ်လို့ပြောတယ်။တွားမဲ့ဆိုရင်တော့ရှေး6လပေါ့နော်။6လတတန်းအနည်းဆုံးရှိနေတဲ့အချိန်ထိနိုင်ငံခြားတွားလို့ရတယ် ဒါပေမဲ့အဲ့ဒီ6လသက်တမ်းမဟုတ်တော့ဘူး passport ရဲ့သက်တမ်းက9လပဲရှိတော့တယ်ဆိုရင်နိုင်ငံခြားသွားလို့မရတော့ဘူးအဲတစ်နှစ်ဆိုတော့ကျွန်တော်တို့12လရှိမယ်အဲ့တော့ရှေး6လအတွင်းမှာနိုင်ငံခြားသွားဖို့လုံပေါ့အလဲသွားမယ်ဆိုလည်းသွားပေါ့လုံးဝမသွားဖြစ်တော့ဘူးဆိုလည်းတစ်နှစ်လုံးမသွားနဲ့ passport သက်တမ်းကုန်သွားပြီဆိုမှသက်တမ်းပြန်လာတိုးတိုးတဲ့အခါကျရှင်တော့9နှစ်ရမယ်ပေါ့နော်ပုံမှန်နိုင်ငံ9နှစ်ရမယ်ဆိုပြီးတော့ဒါပြပြပေးတယ်ပေါ့နော်ဒါရတယ်ကျွန်တော်ကတော့တိုးမယ်ပါညာပေါ့ဆိုလည်းကျွန်တော်ကမှတ်ချက်ရေးပေးတယ်အဲ့ဒီမှတ်ချက်ကလေးကိုယူလာပြီးတော့ခုနကကောင်တာနံပါတ်1ကိုပြန်လာပါရှင် င်အဲ့ဒီမှာကျွန်တော်တို့လက်ပွေနှိပ်တယ်မျက်နှာဓာတ်ပုံစကန်ဓာတ်ပုံရိုက်တယ်ပေါ့နော်ရိုက်တယ်ပြီးမှကောင်တာဂျေးလေးသွေးပြီးနောက်ကဆွေးနွေးခဲ့တဲ့အခန်းကိုပြန်သွားပြီးတော့မှကျွန်တော်တို့ဒန်ဂျေးပြန်တော့စောက်ပါတယ်သူကမှတ်ချက်တွေပြန်ရေးပေးလိုက်တယ် နောက်ဆုံးအဆင့်ဖြစ်တဲ့ဓာတ်ပိုဓာတ်ပုံရရရပါတော့အဲ့ဒီသူပေးလိုက်တဲ့အမှတ်ချက်လေးကိုပေးလိုက်တဲ့အခါမှာပြီးပြီဒါပဲဒါဆိုရင်သူကဘာပေးလဲဆိုတော့သူတို့ passport လိုက်ဒီပို့ချက်လန်လေးပေးတယ်ချက်လန်လေးပေါ့နော်ပုံရုပ်ဆိုးတဲ့ပုံအောက်ခါမှာဒီချက်လန်လေးပေးတယ်ပေါ့နော်ဒါဆိုကြွားဆိုလို့ရှိရင်ဒါဒီနေ့23ရက်နေ့တင်တဲ့ဟာ November 9ရက်ဆိုကြွားရပြီပေါ့ passport စာကိုကြွားရတယ်ဒါပါပဲဒါ passport ပြောင်းတာပေါ့ဒါဒါ PJ ကနေ BB ပေါ့ပြောင်းတဲ့အစစ်အစင်ကဒါပါပဲရှင်အဲ့တော့အထဲမှာကိုကမတိဘူးဆိုလို့ရှင်တောင်ရှိတဲ့သူတွေရှိတယ်သူတို့တွေကိုဒါရိုက်သွားမေးတာတော့ပို့ပြီးတော့တိကျတယ်ပို့ပြီးတော့အစင်ပြေတယ်ပေါ့နော်တောင်ရှိတဲ့သူပဲဖြစ်တဲ့အတွက် ကြောင့်သူတို့ကအကုန်သိတယ် process တွေကိုဘယ်လိုဘယ်လိုဆိုတော့သူတို့ကအကုန်သိတဲ့အတွက်မတိတာမရှင်းတာရှိလို့ရှင် သူတို့ကိုသွားပြီးတော့မေးပြီးတော့ပြောလို့ရတယ်အဲ့တော့ correction man တော့လုံးဝလုံးဝယူရလို့မရဘူးပေါ့နော်အဲထဲကို correction man လေးယူသွားလို့မရဘူးအုပ်ထုတ်ဆောင်သွားလို့မရဘူး ठी တယ်8 တီးအဲ့ဒါတွေကတော့အပြစ်မှာထားခဲ့ရတယ်ဗောနော်ဒါကတော့သိမယ်လို့ထင်ပါတယ်တကယ်လို့ကိုကစာမှားပြီးရေးမိသွားတယ်ဘယ်လိုလုပ်မလဲ correction ဘယ်မှာတော့ရှာမလဲ အဲ့ဒီမေကွန်တစ်ချက်ရှိပါတယ်ဘောနော်ဖောင်မှာကိုကမှားပြီးတော့ဖြည့်မိသွားတယ်ဆိုရင်လည်းစိတ်မပူပါနဲ့ခုနကကျွန်တော်ဖောင်ဝင်ခဲ့တဲ့ဌာနကိုပြန်သွားပြီးတော့ဒီနာလေးဖောက်ဖောက်လို့ပါလို့ပြောရင်သူတို့ correction မှာလည်းသူတို့ဖြတ်ပေးပါတယ်ကိုကိုတိုင်းလုပ်ကြည့်ပါနော်လုပ်ကြည့်ဖို့ကြွားတော့အကြံပေးခြင်းနဲ့ဒါဆိုကျွန်တော်တို့ online booking ဘယ်လိုရှောက်လဲဆိုတာလေးကိုကျွန်တော်တို့အတူတူလက်ကြည့်ပါမယ်ရှင်ဒါဆိုရင်ကျွမ်းကအခု online booking ဘယ်လိုတင်ရလဲဆိုတဲ့ဟာလေးပြောပြပေးပါမယ်အခုပထမဆုံးကျွမ်းတို့ Google ထဲဝင်မယ်ပေါ့နော် ီမှာကျွန်တော်တို့မြန်မာ passport လို့ရိုက်လိုက်ပါဒါကတော့ကျွန်တော်ရိုက်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့မြန်မာ passport တန်းဝင်သွားပြီပေါ့နော်အဲ့မှာဒီထိတ်ဆုံးမှာမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ဆိုတဲ့ဟာလေးပါပါတယ်ရှင်အဲ့ဒါလေးတစ်ချက်နှိပ်လိုက်ပါဆိုရင်ဒီမှာကျွန်တော်တို့ရှောက်ထားရန် online appointment ပြုလုပ်ခြင်းရှောက်ထားရန်ဆိုတာပါပါတယ်အဲ့ဒါလေးတစ်ချက်နှိပ်လိုက်ပါရှင် အဲ့မှာကျွန်တော်တို့ကအခုမှဒီဖောင်ကိုစဖြည့်မှာပေါ့နော်ဖောင်ကကျွန်တော်တို့လုံးဝမဖြည့်ရသေးဘူးမကင်ရသေးဘူးဖြစ်ကြအောင်လို့ကျွန်တော်တို့အခုမှဖောင်ကိုစဖြည့်မှာဆိုတော့အသေးစတင်ရှောက်ထားရန်ဆိုတဲ့နေရာကိုကျွန်တော်တို့ဒီမှာအပြာစက်ကလေးချထားတယ်နော် အဲနောက်ရှောက်ထားလို့ဒီယုံကိုကဘယ်မှာရှောက်မှာလဲကိုကဘယ်ပြည်နယ်မှာရှောက်မှာလဲရန်ကုန်မှာလားနေပြည်တော်မှာလားမန္တလေးမှာလားစသဖြင့်ဒီမှာရွေးလို့ရတယ်ပေါ့နော်ဒီမှာသူပေးထားတယ်နော်အဲ့တော့ကျွန်တော်တို့ကရန်ကုန်တိုင်းနဲ့ကျွန်တော်ရှောက်ပြပါမယ်ရှောက်ထားလို့ဒီဦးရေပေါ့အဲတစ်ယောက်လားနှစ်ယောက်လားသုံးယောက်လားအဲ့တော့ကျွန်တော်လောလောဆယ်တစ်ယောက်နဲ့ပဲရှောက်လိုက်မယ်ပေးပို့ရမယ်အီးမေးလ်တောင်းတယ်ပြင်မှန်ကန်သွားပြီဖြစ်ကြမလို့ verify you are human ဒီမှာဆက်ဆက်ဖြစ်သွားပြီနော်ဒီမှာအစိမ်းလေးဖြစ်သွားပြီနော်ဆက်ဆက်ဖြစ်သွားတဲ့အခါမှာကျွန်တော်ဒီမှာ continue ဆိုတာနှိပ်လိုက်ပါ ကွန်တိန်းယူဆာနှိမ့်လိုက်တဲ့အခါမှာဒီမှာကျွန်တော်တို့ဖောင်ဝင်းပေါ်လာပြီပေါ့ဒီမှာနော်ရန်ကုန်တိုင်းနိုင်ငံကူးလက်မှတ်ထုတ်ပြီးရုံလျှောက်ထားမိဥယျာတရောက်နောက်ဒီမှာနံပါတ်ပေါ့နော်အနံပါတ်က G 250 186C 836ပေါ့။ E နံပါတ်အမီမီ E ရှောက်ထားမှုအမှတ်စဉ်ဖြစ်သေးချာဆိုမှတ်ထားပါလို့သူကပြောတယ်။အဲ့တော့ကျွန်တော်တို့ကတစ်ချက်တတိထားမှာကသူတို့ပေးလိုက်တဲ့ဖောင်တိုင်းဖောင်တိုင်းကိုစာတည်တည်ချာချာဖတ်ပါရှင်။ စာတီတီချာချာဖတ်ရပါမယ်နော်နံပါတ်ကလေးကိုဘေးမှာလက်ကလေးနဲ့ခြရေးထားဘာဖြစ်လို့ခြရေးထားလဲဆိုတဲ့ဟာကိုပြီးရင်ကျွန်တော်ပြောပြပေးပါမယ်ကိုရေးချက်လက်ထက်ပါမယ်ဒီမှာအဲကိုကရှောက်ထားမဲ့အမျိုးစားပေါ့နော်မျိုးစားဆိုတော့ကိုကအခုမှအစ်စ်စားရှောက်မဲ့လူတွေဆိုရင်အစ်စ်ရှောက်တယ်ပေါ့အဲ့လိုမဟုတ်ဘူးအခုတက်တန်းတိုးမဲ့လူဆိုရင်တက်တန်းတိုးမယ်လို့ပြောပြီးရင်ကျွန်တော်လိုမျိုးပေါ့ PJ ကနေ PV ပြောင်းချင်တယ်ဆိုရင်တက်တန်းတိုးတဲ့ကိုထည့်ရပါတယ်ပြီးရင်နိုင်ငံကိုကုလက်မှတ်အမျိုးစားရွေးလိုက်ပါအဲ့မှာကိုက PV ဖြစ်တဲ့အတွက်ကြောင့်မလို့အလေပတ် ်နော်အလဲပတ်သွားမှာအလဲပတ် passport အလဲကိုပြလိုက်မယ်နော်ဒါကျွန်မ PV နဲ့လျှောက်ပြမယ်နော် PV ပေါ့အလဲပတ်ပြီးတော့ဒီမှာကိုကနာမည်ထည့်မယ်အာဒါကျွန်မမနေ့ကဖြည့်ထားတာဖြစ်ကြမလို့ဒီမှာကျွန်မနာမည် auto ပေါ်ပြီးသားနော်အင်္ဂလိပ်လိုလာမယ်အင်္ဂလိပ်လိုဆိုရင်ဒီမှာဖြည့်တဲ့အခါမှာတည်တည်ချာချာလေးဖြည့်ပေးပါနော်သုံးစလုံးတွေကအကြီးတွေဖြည့်ရပါမယ်နော်အမနာမည်ကိုအင်္ဂလိပ်လိုပေါင်းတဲ့အခါမှာတည်တည်ချာချာလေးကြည့်ပြီးပေါင်းပေးပါနော်ကိုနာမည်ကိုပြီးရင်အခြားနာမည်ရှိလားမရှိဘူးကျွန်တော်တော့ခြားနာမည်မရှိတဲ့အတွက်ကြော်လိုက်တယ်ပြီးရင်ဒီမှာအဖေနာမည်အဖနာမည်ထည့်မယ်နော်မြမလို့ အင်္ဂလိပ်လို့ဒါကကျောင်းကရိုက်ပြီးသားမဟုတ်လို့နော်အဲ့တော့ကိုကတော့ကို့အဖေကိုမိဘနာမည်လို့ဒီမှာရိုက်ပြီးထည့်ပါတော့ဒါကျောင်းကမင်းကအမလျှောက်ထားတာဆိုတော့အမိအမီအာကို့အမေနာမည်ထည့်လိုက်မယ်ဒီအိမ်တော်စင်းနဲ့ကအတိုင်ဖြစ်ပြီးတော့ပို့ပြီးကောင်းတယ်ပေါ့နော်ကိုရောက်လို့ရှိရင်ကျတော့အမအပြင်းစင်ချက်ကြီးသွားပြီးပြင်နေရလို့ရှိရင်အချိန်ကုန်တာပေါ့နော်ပြင်မွေးဖွားသည့်ရက်ကိုမွေးတဲ့ရက်ကိုတည်တည်ချာချာဖြည့်ပေါ့ဒီမှာဥပမာပေါ့နော်ဒါဩဂတ်လအဲဒီမှာဒိတ်ဆိုလို့ရှိရင်လည်း မ2009သဘောပြရအောင်နော်ပြီး6ရက်ဆိုပါစို့ဥပမာဒါဆို6ရက်ရှင်းလာ2009ပေါ့နော်ဒါကိုယ့်ရဲ့ဒိတ်ကိုလည်းအိမ်နာဟုံစင်းရင်မှတ်ပုံတင်တဲ့အတိုင်းပဲတည်တည်ချာချာလေးဖြည့်ပြီးပါပြီးကိုမွေးဖွားတဲ့နေရာပေါ့နော်အဲကိုမွေးဖွားတဲ့နေရာကိုကဘမမွေးတာလဲကိုမွေးတဲ့နေရာကိုဖြည့်မယ်ပြီးရင်နိုင်ငံသားစစ်စီကပ်ပြအမှတ်ကိုထည့်တဲ့အခါမှာလဲ ်တစ်တီချာချာလေးထည့်ပေးပါเนาะပြည်တမပြည်နယ်နဲ့တိုင်းဆိုတော့ဒါကျွန်တော်ကဘယ်မှာလျှောက်တာလဲဒါရန်ကုန်တိုင်းမှာလျှောက်တာပြန်မလို့ရန်ကုန်တိုင်းပေါ့เนาะထည့်ပြီးွားရင်ကျွန်တော်ကဒီမှာလိပ်စာထည့်မယ်အာကျွန်မရဲ့အလုပ်လိပ်စာပေါ့နော်ထည့်လိုက်တယ်ပြီးွားလို့ရှိရင် main ကလေးဆိုရင်မပေါ့တကယ်လို့ယောက်ျားလေးဆိုရင်တော့ကြားပေါ့နော်ဒီမှာကိုယ်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ထည့်မယ်ပေါ့နော်အဲ့တော့ဖုန်းနံပါတ်တစ်လုံးထည့်ပေးလိုက်မယ်ပြီးရင်ကိုယ်ဆက်သွယ်မယ့် email ်အဲ email ထက်မဲ့ तू ကအကုန်ပြည့်ရတယ်နော်အကုန်မပြည့်ဘူးဆိုရင် तू ကမှားနေပါလေဆိုပြီးတော့ပြန်ပေါ်တယ်ဒီမှာလူမျိုးနေရာမှာကိုကဘာလူမျိုးလဲလူမျိုးထက်မဲ့အမမြန်မာဘာသာဆိုလဲဗုဒ္ဓဘာသာပေါ့နော်ဘာသာဆိုဗုဒ္ဓဘာသာပညာရေးချင်းပညာရည်ချင်းဆိုရင်ကိုကအထက်တန်းဆိုလဲအထက်တန်းပေါ့အဲလက်ရှိအလုပ်ကိုင်းဘာလုပ်တာလဲเนาะဒါတင်တန်းကျောင်းမှာတင်တန်းကျောင်းနောက်ပြီးရင်ကိုကဘာကိစ္စသွားမလဲဆိုတော့အလေပေါ့ဘယ်နိုင်ငံရှောက်မှာလဲကိုချက်အခုရှောက်ချင်တဲ့ဟာရေးလို့ရတယ်เนาะကျွန်တော်တော့ထိုင်းလို့ရေးလိုက်တယ်အစ်စ်ရှောက်တဲ့လူတွေကဒီမှာ ယခင်နိုင်ငံကူးလက်မှတ်လျှောက်ထားဘူးသူများသာဖြည့်ဆွက်ရန်လို့သူရေးထားတဲ့အတွက်ကြောင့်မလို့အစ်စ်အခုမှအစ်စ်စားရှောက်မဲ့လူတွေကဒီအကွက်ကိုကြော်သွားလို့ရတယ်တကယ်လို့ကျွမ်းလိုမျိုး PJ ကနေ PV ပြောင်းမဲ့လူဆိုရင်တော့ဒီမှာနိုင်ငံကူးလက်မှတ်အမှတ်ထည့်ပေးရမယ်ဟာပြီနော်နိုင်ငံကူးလက်မှတ်အမှတ်ထည့်ပေးရမယ်အမ် ပြောင်းတာမဟုတ်ဘူးအာဒီကျွန်တော်တို့တက်တန်းတိုးရဲဆိုရင်လည်းတက်တန်းတိုးရဲလူကလည်းဒီမှာနိုင်ငံကူးလက်မှတ်အမှတ်ထည့်ပေးရမယ် next လောက်လိုက်မယ် ။စိတ်ကျွမ်းရတဲ့မှာကိုရီချက်လက်တက်ကနေနှစ်ကိုရောက်သွားပြီ။ဒီကိုရီချက်လက်တက်ကနေနှစ်ကိုရောက်သွားတဲ့အကြောင်းကြီးကခုနကကျွမ်းဟိုမှာအပြည့်ပြည့်လာလို့နော်။တကယ်လို့ကျွမ်းကတကွက်တလေလိုသွားတယ်ဆိုရင်အချက်လက်နှစ်ကိုသူမသွားဘူး။မှားနေပါတယ်လို့ပဲသူကပြလိုက်မယ်နော်။တခုခုမှားနေတယ်ဆိုပြီးတော့အဲ့တော့ကိုကပြောင်းရွှေ့လုတ်ခန့်ခဲ့သောဌာနများဆိုတာကကြတော့အစိုးရအလုံးနဲ့ပတ်သက်တဲ့ဌာနတွေပေါ့နော်။ဒါဆိုကျွမ်းတို့ကကြအပြင်းလူဖြစ်တော့မရှိဘူးပေါ့မရှိပါဆိုအမှန်ချက်လိုက်တယ်။ပြီးပညာသင်ခဲ့တဲ့အကြောင်းကိုပညာသင်ခဲ့တဲ့အကြောင်းတွေမှာနိုင်ငံရဲ့ခြားတွင်ကာလရှည်သွားရောက်နေထိုင်မှုရှိမရှိဆိုတော့ တကယ်လို့ကိုကရှိတယ်ဆိုရင်တော့ရှိတယ်ပေါ့နော်အဲကိုကကိုကနိုင်ငံခြားမှာအလုပ်လုပ်ပြီးပြန်လာထားတဲ့သူဆိုလို့ရှိရင်တော့ဒီမှာဘယ်နှခုနှစ်ကနေဘယ်နှခုနှစ်အပြစ်လည်းမလုပ်ဘူးသူကထောင်းနေပါလေကြာဘူးလားအပြစ်ဘာညာပေါ့အဲ့ဒါတွေမေးတယ်ဆိုတော့မရှိဘူးမရှိဆိုမရှိပါဘူးအဲ့ဆိုကျွန်တော်တို့ဒီမှာ next ကို next ဆိုရဲဟာလဲစိမ့်သွားပြီဖေးလိုက်ဒါဆိုကျွန်တော်တို့ဒီမှာတတိယမြောက်စာမျက်နှာကိုရောက်သွားပြီအဲ့ဒီမှာလဲအဲ့လိုပဲကိုရဲ့အဖေးနော်ပြီးရင်ဒီမှာအဖေးရဲ့လူမျိုးပြီးရင်ဘာသာ ဒီမှာဆိုရင်လည်းအလိုပဲဒီမှာအဖေအမေရဲ့အမျိုးတွေရှင်ထဲပေါ့နော်ကျွန်တော်ကထဲလိုက်တယ်ကျွန်တော်ဦးလေးတွေအတော်တွေပေါ့အဲဒါကတော့လောလောဆယ်ကျွန်တော်နမူနာလောက်ပြတဲ့ကြောင့်မကျွန်တော်မရှိပါပဲလောက်လိုက်မယ်နော်အဲ့မှာသူကပြီးသွားပြီနော်ဒါဆိုရင်ဒီမှာဒီထိပြီးသွားပြီမလျှောက်ထားသူရဲ့ဇနီးတွေပါလေဆိုတော့မရှိဘူးဆိုတော့မရှိတော့ဘူးဆိုတော့ပြီးပြီဆိုတော့အဲ့မှာကျွန်တော်ကဒီမှာ add to list ဆိုတာပေါ့လေအဲ့ဒါကိုကျွန်တော်နှိပ်လိုက် add to list add to list ကိုသွားနှိပ်လိုက်လို့ရှိရင်ဒီမှာ e payment တော့ကျွန်တော်ဖြေထားတဲ့ဒီမှာစာရင်းပေါ်သွားပြီဟုတ်ပြီနော်စာရင်းပေါ်သွားပြီ IT ဆိုတာအားလုံးပြီးသွားပြီအဲ့ဒီမှာမှကျွန်တော်က review and submit ဆိုတဲ့ဟောင်းနှိပ်လိုက်ဒီမှာကျွန်တော်တို့ review ပြန်ပြရတယ်ကျွန်တော်တို့ဖြည့်ွားတဲ့ဟာတွေမှန်မမှန်ဒီမှာပြန်စစ်လို့ရတယ်အဲ့ဒီစစ်တဲ့အခါမှာတည်တည်ချာချာလေးစစ်ပါတကယ်လို့မှားနေတယ်ဆိုရင်ဒီမှာ edit တွေပါပြန်လုပ်လို့ရတယ်အဲပြီးသွားပြီဆိုလို့ရှိရင်အချက်လက်အလုံးမှန်ကန်ပါသည်အမှန်ချစ်မယ်ပြီးရင်ဒီမှာဒီမှာအမှန်ပေးမယ်ပေါ့နော်အဲဒီမှာအမှန်ပေးမယ်ဒီမှာအမှန်လေးရပါပြီနော် နော်ဆမ်မစ်ဖောင်ဆိုတာနှိပ်လိုက်ဆမ်မစ်ဖောင်ကတစ်ခါကျလို့ရှိရင်နှစ်ခါလောက်နှိပ်ရတယ်အော်ဒီမှာဆိုရင်ကြွားကတတ်မှတ်ချိန်လွန်သွားပြီကြွားဖြည်းဖြည်းချင်းလုတ်ပြနေတဲ့အတွက်တတ်မှတ်ချိန်လွန်သွားပြီပေါ့နော်တွားလိုက်ရတယ်ပြဿနာမရှိဘူးနော် okay နှိပ်ပြီးတော့ပြန်သွားလို့ရတယ်ကဲနော်အဲ့တော့ okay နေပြီဘယ်လိုပြန်သွားရမလဲ okay နေပြီးတော့ပြန်သွားတယ်လीပြောပြမယ် okay နေလိုက်ခုနလို okay နေပြီးပါလို့ရှိရင် save to html လို့ဘယ်ဘက်မှာရေးထားတယ်ဒီမှာเนาะတွေ့တယ်เนาะအဲ့ဒါကိုတစ်ချက်နေလိုက်နေလိုက်တဲ့အခါမှာကိုယ့်ရဲ့ file ကကွန်ပျူတာထဲမှာသွားပြီး save သွားပြီး save သွားပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒါကြောင့်ဖွင့်လို့မရတော့ဘူးနော်ဖွင့်လို့မရတော့ဘူးအဲသူကဒီမှာအလန်းပေးနေပြီအဲအချိန်ပြည့်ပါတော့မယ်တဲ့အချက်လက်များဖြန့်လန့်တဲ့အထက်မှန်လွင် yes ကိုနှိပ်ပါတဲ့ဆိုတော့ expire ထပ်တောင်းတဲ့ yes အဲကျွန်တော် expire ထပ်တောင်းကြည့်မယ်နော်ဆိုတော့ဒါကျွန်တော်ဒီကောင်ဆေးလိုက်ပြီဆေးလိုက်ပြီဆိုတော့ဒါအဲဒီနေ့မလုတ်ချင်တော့ဘူးပေါ့ဒါမှမဟုတ်လေအဲငါခဏနေမှလုတ်တော့မယ်ပေါ့တမျိုးမျိုးပေါ့ဆိုတော့ကျွန်တော်တို့အစနေပြန်ဝင်ဇာလို့လားဆိုရင်ကျွန်တော်ပြန်ဝင်ပြမယ်အဲ့တော့ကျွန်တော်တို့ဒီမှာနိုင်ငံကူးလက်မှတ် ရှောက်ထားရနေအောင်ပြန်ဝင်လိုက်သူရှောက်မှာလားရခင်ဖြည့်လက်ဆောက်ရှောက်မှာတော့ကျွန်တော်ကရခင်ဖြည့်လက်ဆောက်ရှောက်ရုံပဲလေဟုတ်တယ်မလားအဲ့ဒီမှာခုနကကျွန်တော်နံပါတ်မှတ်ခိုင်းလိုက်တာရှိတယ်အဲ့ဒီနံပါတ်ကိုဒီမှာရိုက်ထည့်လိုက်အဲ့ဒီနံပါတ်ကိုဒီမှာရိုက်ထည့်လိုက်ပြီးတော့ဒီမှာအမှန်ချစ်ပေးပြီးကွန်တိန်းညွန်နှိပ်လိုက်တာ ਨੇ ခုနကကျွန်တော်ဖွင့်ထားတဲ့အစာရွက်စီကိုသူပြန်တောင်းလိုက်မယ်ဆိုရင်ဒီမှာကျွန်တော်တို့ဒီလိုမျိုးစာမျက်နှာအဖြူကြီးပေါ်လာလိမ့်မယ်။အဲ့ဒီမှာကျွန်တော်တို့ choose fine နှိပ်လိုက် choose by နှိပ်ပြီးခုနကကျွန်တော်တို့ download ဆွဲထားရလေနော်ဒီမှာ g 250 dishes c 136အဲ့ဒါ open နှိပ်လိုက်ဒါဆိုကျွန်တော်တို့ခုနယာယီတင်ဆက်ထားတဲ့ဟာပြန်ထွက်လာလိမ့်မယ် g 250 dishes c 136ဟုတ်တယ်နော်ဒါကျွန်တော်တို့ဟာအဲ့တော့ဟုတ်လားမဟုတ်လားဆိုဒီမှာ g e he man တော့ဒီမှာဟုတ်တယ်နော်ဒါကျွန်တော်ဟာဒါဆို review and submit ကိုပြန်နှိပ်လိုက်မှန်လားပြန်စစ်အော် okay မှန်သွားပါပြီပေါ့အဲငါမှန်ပြီပေါ့ဒါဆိုရင်ဒီမှာ check အမှန်ချက်ပေးဒီမှာဆက်ဆက်ဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ submit phòng này lại like. uh, ဇမ်မဲဖောင်နှိမ့်လိုက်တဲ့အခါမှာသူကဒီမှာဒီစာရွက်ကြလာတယ်။နိုင်ငံကူလက်မှတ်စစ်စရေးယုံထုတ်ပေးရေးယုံရှောက်ထားမှုအမှတ်စဉ်ဆိုပြီးဒီမှာသူပေးတယ်။အဲဒီမှာသူကရက်ချင်းရရွယ်မှညာပေါ့သူအဲ့ဒါသူရေးတေချာဖတ်ပေါ့နော်။ဖတ်ပြီးဒီမှာကိုယ်နာမည်ဟုတ်လားမဟုတ်လားဆက်ပြီးရင်ဒီမှာသူက၄000ဝဲဆိုရင်ကိုကဘာနဲ့ပေးမှလဲ KP နဲ့ပေးမှလားဒီမှာသူအောက်မှာပေးတယ်ပေးထားတယ်။ KP နဲ့ပေးမှလား AY AP နဲ့ပေးမှလား A A ဘန်းနဲ့ပေးမှလား။နောက် MBU စစ်နန်နဲ့သူပေးမှလားပေါ့နော်။ကိုပေးခြင်းတဲ့ပုံစံနဲ့ဝေတွင်းခြေလိုက် ုက်လို့ရှိရင်သူ့ရဲ့ online booking system ပြီးပါပြီရှင်အဲဆိုလို့ရှိရင်ကိုကဘယ်နေ့လာရမယ်ဆိုပြီးသူဒီမှာစာရွက်လေးတရွက်ကျူအောင်ကုတ်ကလေးနဲ့ထပ်ကြလာတယ်ဗောနော်အဲ့ဒီဟာလေးကိုကိုကစေထားပါဒီ email ကိုရဲ့ email ကိုတောင်းတယ်အဲ့မှာကိုရဲ့ email ဖြည့်ပြီးရင် email ထဲကိုအဲ့ဒီဟာလို့ sense လောက်ထားလိုက်လို့ရှိရင် PDF file လေးက email ထဲကိုဝင်သွားတယ်ပေါ့နော်အဲ့ဆိုကျွန်တော်တို့ mail to site မှာသွားပြီးအဲ့ဒီဟာလေးနဲ့ထုတ်လိုက်ရုံပါမရှင် ဒါပါပဲပေါ့နော်ဒါတော့ကျွန်တော်တို့ online booking ရှောက်တဲ့ပုံစံပေါ့နော်အဲ့ဒါကိုအစစ်စစ်ကျွန်တော်လုပ်ပြပေးတော့တာဖြစ်ပါတယ်အားလုံးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ်ဗီဒီယိုအသစ်သစ်လေးမှာပြန်ပြီးတော့တွေ့ပါမယ်ရှင်ကျေးဇူးပါရှင်